တော့စတင်ပြီးတော့ပြောရအောင်ခန္တီဆိုတာဘာလဲအကျဉ်းများအပြင်တော့သီးခံခြင်းလို့နားလည်ထားကြပြီသားပါအဲ့လိုသီးခံနိုင်တယ်ဆိုလို့ရှိရင်ဒါမင်္ဂလာရှိတယ်လောကီရောလောကုတ္တရာရောကြီးပွားကြောင်းချမ်းသာကြောင်းကုသိုလ်ကောင်းမှုကြီးဖြစ်တယ်မြင့်မြတ်မှုကြီးဖြစ်တယ်ဆိုပြီးတော့မြတ်စွာဘုရားကသီးခံခြင်းမင်္ဂလာဒီနေရာမှာဥရှင်တို့ခန္တီကိုအဓိဝါဒနာလို့အဓိဝါဒနာဆိုတာက ဘာတွေပဲဖြစ်လာဖြစ်လာနော်မိမိအပေါ်မှာမကောင်းတာတွေပြောလာတယ်မကောင်းတာတွေပြုတ်လာတယ်ဆိုလို့ရှိရင်ကို့အပေါ်မှာပဲတီးစေတာ तू ကပြောလာလို့ကိုကပြန်ပြီးတော့ပြန်လှန်ပြောမယ် तू ကပြုတ်လာလို့ကိုကပြန်လှန်ပြီးတော့ပြုတ်မယ်ဆိုလို့ရှိရင်အဲ့ဒါကို့အပေါ်မှာတီးစေရမရောက်ဘူးပေါ့ဟုတ်လားဒါကြောင့်ကိုယ့်အပေါ်မှာဆိုတာတွေစေတာတွေဆူတာတွေစိတ်တိုင်းမကြတဲ့အရာတွေကာယကံမှုဝစီကံမှုတွေ ਨੇ လွန်ကျူးလာ ပြီဆိုလို့ရှိရင်အဲ့ဒါကိုကိုယ်က တိခံဖို့ကြိုးစားအားထုတ်တာပြန်လှန်ပြီးတော့မတုံ့ပြန်ဖို့ကြိုးစားအားထုတ်တာဟုတ်လားအလွန်မှဟိုကျင့်နိုင်ခဲ့တဲ့အကျင့်ကြီးတစ်ခုပါသူများကကိုယ့်ကိုစောစောကားကားပြောလာတာပြုတ်လာတာကိုဒါကိုဘာမှမပြန်မပြောဘဲနဲ့မပြုတ်ဘဲနဲ့ကြင်ပြောပါစေပြုတ်ပါစေလို့ခေါင်းငုံပြီးတော့တိခံနိုင်ဖို့ဆိုတာပေးတဲ့ပေါင်းသူတော်ကောင်းတို့မလွယ်ပါဘူးဟုတ်ရဲ့လားအေးဒါပေမဲ့လို့အဲ့ဒီမလွယ်တဲ့အကျင့်ကိုပဲ ကြိုးစားပြီးတော့အထုတ်ကြရမယ်ကျင့်သုံးကြရမယ်ဆိုပြီးတော့မြတ်စွာဘုရားကခန္တီဆိုတဲ့မင်္ဂလာဟောကြားတော်မူတာเนาะဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ဒီနေရာမှာသိခန့်ခြင်းနဲ့ပတ်သက်ပြီးတော့ဘာကြောင့်မင်္ဂလာဖြစ်ရကလေးစဉ်းစားကြရတယ်ရှိတယ်သိခန့်ခြင်းဟာမိမိသူတစ်ပါးနှစ်ဦးသားအကျိုးတရားတွေကိုအများကြီးရှိနေတယ်เนาะသိခန့်လိုက်ခြင်းအပြင်အကျေအကျေမငိမ့်ပွေတွေဘာမှဖြစ်စရာအကြောင်းမရှိဘူး နောက်တိခံလိုက်ခြင်းအဖြစ်ကို့အတွက်လည်းပဲငင်းအေးရာငင်းအေးကြောင့်ကျင့်300ရောက်တယ်သူ့အတွက်လည်းပဲငင်းအေးရာငင်းအေးကြောင့်ကျင့်300ရာရောက်တယ်ဒါကြောင့်အလွန်တရာမှမြင့်မြတ်တဲ့စင်ကြယ်တဲ့အခြင်းဖြစ်တယ်ဆိုပြီးတော့ခန္တီပရမန်တဘောတိတိခာဆိုပြီးတော့မြတ်စွာဘုရားကတိခံခြင်းသည်အကျင့်တကအကျင့်တည်းမှာအမျက်ဆုံးအကျင့်ဆိုပြီးတော့ဟောတာဟုတ်ရဲ့လားဒါကြောင့်ပေတဘောင်သူတော်ဘောင်တို့ နောက်မကောင်းတာတွေဖြစ်လာပြီဆိုလို့ရှိရင်စိတ်ထဲမှာဒေါသအမျက်မထွက်စေဘဲနဲ့တိခဏနိုင်တဲ့အလေးအကျင့်ကိုကြိုးစားပြီးတော့အားထုတ်ကြရမယ်ပေါ့ဒီနေရာမှာဦးရှင်တို့အင်္ဂုတ္တပါဠိတော်မှာတိခဏဉ္စသည်အကျိုးကျေးဇူး၅ပါးရှိတယ်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတယ်တိမခဏဉ္စကတော့ဆန့်ကျင်ဘက်အပြည့်၅ပါးရှိတယ်ပေါ့ဒီအကျိုးပြည့်လေးတွေကိုဦးရှင်တို့နားလည်ထားဖို့တော့လိုမယ်ဗျာဘာကြောင့်လဲဆိုတော့တိမခဏလို့ရှိရင် တိမခံလို့ရှိရင်အပြစ်တွေရှိတယ်။တိခံမယ်ဆိုရင်တော့အများကြီးကောင်းကျိုးချမ်းသာကိုရနိုင်တယ်လို့သိထားရင်သိထားသလောက်တိခံခြင်းနဲ့စိတ်တွေကတော့ပိုပြီးတော့များလာမှာပဲ။ဒါကြောင့်တိခံခြင်းရဲ့အကျိုးကျေးဇူးကိုနားလည်ဖို့လိုသလိုတိမခံရင်ဖြစ်ပေါ်လာနိုင်တဲ့အပြစ်တွေကိုလည်းပဲနားလည်ထားဖို့လိုတယ်။အဲ့တော့မြတ်စွာဘုရားကတိမခံမှုဆိုလို့ရှိရင်တဲ့ဘာဖြစ်လာနိုင်တော့ဆိုတော့ဘဟုနောဇနတအပိယဟောတိအမနာဘောတဲ့။ များစွာသောလူတွေရဲ့မချစ်မနှစ်သက်ခြင်းအမုန်းတရားတွေကိုကိုရရှိလိုက်မယ်။ဟုတ်လား။ကိုကတိမခံနိုင်မှုထစ်ကနေရှိရင်ပြန်ပြန်ပြီးတော့တုံ့ပြန်တုံ့ပြန်နေတယ်။ဘာလို့မှတိမခံနိုင်မှုဆိုလို့ရှိရင်တော့အဲ့ဒါလူတွေရဲ့မုန်းလေးရင်းကိုကိုခံရလိမ့်မယ်။တကယ်လို့တိခံနိုင်မယ်ဆိုရင်တော့ဆန့်ကျင်ဘက်အနေနဲ့လူတွေရဲ့ချစ်ခင်မှုမြတ်နိုးမှုကိုကိုရမယ်ပေါ့။ဒါလည်းပဲဦးဇင်းတို့ပေးသပေါင်းတော်ကောင်းတို့ဟိုတိမခံခြင်းရဲ့အပြစ်တစ်ပါးကိုပြောတိုင်းပြောတိုင်း တိခဏ်ချင်းရဲ့အကျိုးကျေးဇူးကိုလည်းဆန့်ကျင်ဘက်နေနဲ့နားလည်ရမယ်ပေါ့ဟုတ်ရလားဒီတိမခန်တို့ရှိရင်ဘဟုနောဇနတအပိယဟောတိအမနာဘုလူတွေရဲ့ချစ်ခင်နဲ့တမှုမျက်နှုံးမှုကိုမရနိုင်ဘူးတဲ့ဒါတွေမကဘူးတဲ့ဝေရဘဟုလောစာဟောတိဝိဇ္ဇဘဟုလောစာဝေရဘဟုလောရံများတယ်တိမခန်တို့ရှိရင်ဟုတ်လားတိခဏ်မှုစွမ်းအားနေတဲ့ပုဂ္ဂိုလ်ဟာရံများတယ် ရံများလို့ရှိရင်ဒါဖြည့်ဆင်းရတာတွေနဲ့ဒုက္ခတွေလည်းပဲများသွားတာပါပဲဒါကြောင့်တိခတ်မယ်ဆိုရင်တော့ရံမများဘူးပေါ့တိခတ်လိုက်ခြင်းအဖြစ်အခြေအခြေမငိမ့်မွေတွေဖြစ်เสียမရှိဘူးပေါ့နောက်ပြဿနာအားလုံးကိုအခြေအမြစ်ကစပြီးတော့ဖြည့်ဆင်းရလဲရောက်တယ်လို့ဦးဇင်းတို့ထင်ပါတယ်ဟုတ်လားဒါကြောင့်တိမခံလို့ရှိရင်နံပါတ်1ရံများတယ်ပြီးတော့ဦးဇင်းတို့ဝိဇ္ဇဘဟုလို့တိမခံလို့ရှိရင်အပြစ်လဲများတယ် ဟုတ်လားကိုကတီးမခံနိုင်တော့ဒေါသအလေးရောမပြောတင်တာတွေကိုပြောမိသွားတယ်မလုပ်တင်တာတွေကိုလုပ်မိသွားတယ်အဲ့ဒီမှာဥရှင်တို့ပြစ္ဆုတ်ပံမှာလည်းပဲတော့အပြစ်တင်များလာလို့ရှိရင်ဒုက္ခတွေများလာနိုင်တယ်ဆိုကြမှာဆိုရာဇဝမှုတွေလွန်ကျူးမိတဲ့အထိအပြစ်တွေကြီးမယ်ဆိုရင်တော့အချုပ်အနှောင်တွေလည်းခံရနိုင်တယ်တန်ရိုက်တာတွေဘာတွေလည်းခံရနိုင်တယ်ဟုတ်လားအပြစ်များရင်ဒါဒုက္ခများလာတာပဲအေးဒီအပြစ်တွေများလို့ရှိရင်တချို့အပြစ်တွေကြီးလွန်တဲ့အခါကျတော့ဟောတန်တရားမှတောင်မှ ပေးဆက်ရတဲ့အနေအထားမျိုးတွေလည်းရှိနိုင်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကပြီးမခံလို့ရှိရင်အပြစ်လည်းများတယ်ယံများတာနဲ့အပြစ်များတာနဲ့မတူဘူးเนาะယံများတာကတော့ဒီပြစ္ဆုတ်ပံမှာဆင်းရဲဒုက္ခကြီးတယ်ဖြစ်ရှင်းရတာတွေစိတ်ရှုပ်တွေးရတာတွေပူလောင်ရတာတွေများတယ်ဆိုတဲ့အတိတ်ပဲပေါ့တော့အပြစ်များတယ်ဆိုတာကြတော့ပြစ္ဆုတ်ပံဆင်းရဲတယ်မကဘူးတန်တရာဆင်းရဲကိုပါကြောက်เสียအနေထားရောက်သွားတယ်ဒါကြောင့်ဒီမခံလို့ရှိရင်အပြစ်လည်းပဲများတယ် ဒါတွေမကဘူးတဲ့တံပုံလောကလံကရောတိနော်ဒီမခံလို့ရှိရင်တေဂာနီးမှာတွေ့တွေ့ဝေဝေစင်းနေရပူပူလောင်လောင်တေရတဲ့တဲ့ကိုကဘဝတစ်လျှောက်မှာဒီမခံမှုတွေနဲ့ပဲနေလာတယ်နော်အဲ့လိုဆိုလို့ရှိရင်ကိုယ့်ရဲ့အဖြစ်တွေကိုယ့်ရဲ့အပြုအမူတွေဟာမတန့်ရှင်းတဲ့အတွက်ကြောင့်စိတ်မချမ်းသာတဲ့နေရာတွေများတဲ့အတွက်ကြောင့်တေဂာနီးမှာလည်းပဲဒီကိစ္စတွေကအကြောင်းအကျိုးဆက်ပြီးတော့ နောက်ပူပူလောင်လောင်ဆင်းဆင်းရဲရဲနောင်တတရားတွေနဲ့နော်တေလမ်းမဖြောင်းမှုဆိုတဲ့အတိပင်ပေါ့ဟုတ်ရလားဒါကြောင့်သီးမခံလို့ရှိရင်နံပါတ်၄အပြစ်ကဒီကနေ့မှဆင်းဆင်းရဲတရားတဲ့တဲ့ဒါတွေမကဘူးတဲ့ဆင်းဆင်းရဲရဲတည်သွားပြီဆိုရင်တော့ဆင်းဆင်းရဲရဲတည်တဲ့ပုဂ္ဂိုလ်တို့ရဲ့လားရာဖြစ်တဲ့နော်အပါယံဒုက္ကတိဝိနိပါဒဏိရိယဥပပစ္စတိလို့မြတ်စွာဘုရားဟောတယ်ဘလုံးတရားမှဆင်းရဲတဲ့နော်အပေလေးပါးကိုရောက်သွားနိုင်နေတဲ့ဒါကြောင့်ပြည့်တော်ကောင်းသူတော်ကောင်းတို့ သီးမခံလို့ရှိရင်ဒီအပြင်၅မျိုးရှိတယ်။နံပါတ်၁လူမုံများမယ်။နံပါတ်၂ရံများမယ်။နံပါတ်၃အပြင်များမယ်။နံပါတ်၄ဒီကနီးမှယုံညံ့စွာတရားလိုက်မယ်။ပြီးရင်ယုံညံ့တဲ့ဘဝတွေကိုရောက်သွားနိုင်တယ်။ဒီသီးခံခြင်းအပြင်အပြန်အကျိုးကျေးဇူး၅ပါးမရနိုင်ဘူးလား။ဒီနံပါတ်၁လူချင်းလူခင်များမယ်။နံပါတ်၂ရံမများဘူး။နံပါတ်၃အပြစ်လည်းမများဘူး။ နံပါတ်၄တေဂာနီးမှာကြည်ကြည်လင်လင်ချမ်းချမ်းသာသာသိရလိမ့်မယ်နံပါတ်၅ကြည်ကြည်လင်လင်ချမ်းချမ်းသာသာသိရတဲ့ပုံကိုယ်တွေလာရရောက်ရအောင်မြတ်တဲ့ဘဝတွေကိုရနိုင်လေဒါကြောင့်တတ်နိုင်မယ်များဘဝမှာတွေ့ကြုံလာတဲ့အဆင်မပြေမှုမျိုးမျိုးစုံကိုသိခံခြင်းအားဖြင့်တော့ကြော်လွှားနိုင်ဖို့မလိုဘူးလားလောကကြီးမှာတော့သိခံနိုင်မယ်ဆိုလို့ရှိရင်စိတ်ချမ်းသာတာပါပဲတကယ်တကယ်ကတော့ဟုတ်လားဘာဖြစ်လို့လဲဆိုတော့ အဆင်မပြေတာတွေစိတ်တိုင်းမကြတဲ့နေရာတွေကတော့ဘဝမှာမတွေ့ဘဲနေမှာမဟုတ် ဟုတ်လားဘယ်ပုဂ္ဂိုလ်မျိုးမဆိုအဆင်မပြေတာတွေစိတ်တိုင်းမကြတဲ့နေရာတွေကတော့နေ့စဉ်နဲ့အမျှအနည်းနဲ့အများဆိုလို့မတွေ့ရဘူးလားတွေ့ရမယ်အဲ့ဒါကိုကိုကတိခံမယ်ဆိုတဲ့အမြင်နဲ့ရင်ဆိုင်မယ်ဆိုလို့ရှိရင်အဖြေကတစ်မျိုးဖြစ်မယ်ဟုတ်လားအာဒါကိုငါတိမခံနိုင်ဘူးအရာရာကိုအတိမခံမှုနဲ့ပဲဖြည့်ရှင်းမယ်ဆိုရင်အဖြေကတမျိုးထွက်သွားပဲဟုတ်လား တွေးတာကြုံတာချင်းကတော့တယောက်နဲ့တယောက်တိတ်ပြီးတော့မကွာကြပါဘူး။ဒါပေမဲ့ရင်ဆိုင်ဖြည့်ရှင်းတာချင်းကြတော့တယောက်နဲ့တယောက်မတူဘူး။ဟုတ်ရလား။ဒါကြောင့်ပြည့်တဲ့ဘောတော်တို့တိခံမှုဖြင့်အစင်မပြေမှုတွေကိုပြေလည်အောင်ဖြည့်ရှင်းနိုင်ဖို့လိုတယ်။ဒါဆိုရင်ဘုရားမှာမင်္ဂလာရှိတယ်လို့ဓမ္မဆရာဘုရားဟောပါတယ်။အဲ့တော့ဦးကြီးတို့ဒီနေရာမှာဒီမင်္ဂလာတရားကိုဟောတဲ့နေရာမှာဟိုတပြေကံဆရာတော်ဘုရားကြီးရေးတဲ့ ပေကြီးနေတရာသစ်ဆိုတဲ့ကျမ်းစာအုပ်ကြီးရှိတယ်။အဲ့ဒီထဲမှာမင်္ဂလတုတ်ကိုဆရာဘုရားကြီးကအကျေတဝန့်ဖွင့်ဆိုပြီးတော့ရေးထားတယ်။အဲ့ဒီကျမ်းစာကိုဦးဇင်းတို့အမိပြုတ်ပြီးတော့ပေတပေါင်းတတော်ကောင်းတို့ကိုပြောပြရပါ။ဟုတ်လား။ဦးဇင်းတို့တရားကိုမနာပြည့်ရင်လည်းပဲအဲ့ဒီကျမ်းစာအုပ်ကြီးတွေကမင်္ဂလတုတ်အဖွင့်ကိုကြည့်မယ်ဆိုရင်တော့ဒီတရားနာတာနဲ့သိပြီးတော့ထူးမှာမဟုတ်ဘူးပေါ့နော်။အဲ့တော့ဦးဇင်းတို့စာဖတ်ဖြစ်ဖို့ဆိုတာကလူသားမနေမှာသိပြီးတော့မလွယ်ပါဘူးဟုတ်ရဲ့လားအေး ဒါကြောင့်အဲ့ဒီထဲမှာဆိုတော့ဘုရားကြီးကတိခဏ်ခြင်းနဲ့ပတ်သက်ပြီးတော့ဘာကိုပြောထားတော့ဆိုတော့ဦးဇင်းတို့တရားမင်းရဲ့အကြောင်းကိုပြောထားတယ်။ဦးဇင်းတို့သက္ကတာဝကတန်ရုပ်ပါဠိတော်မှာနဝေပစိတိတုတ်တံဆိုပြီးတော့တုတ်တံတစ်ခုရှိတယ်။အဲ့ဒီတုတ်တံမှာဘာဆိုထားတော့ဆိုတော့ဦးဇင်းတို့တာဝရိမာရီနဲ့အတူတာတို့ဟာမကြာခဏဆစ်ဖြစ်ကြတယ်လို့ဆိုတယ်။ တခါတရံမှာအတူတာတွေကနိုင်တယ်တခါတရံမှာတာဝရင်္နာကနိုင်တယ်ဟိုပြက်ပြက်သားသားကြီးနိုင်တယ်လို့လည်းမရှိဘူးအဲ့ဒါတစ်ချိန်မှာတော့ဝိပဿိတိအတူတိုင်းကြီးကနော်အတူတာတို့ရဲ့ဘက်ကခေါင်းဆောင်ပေါ့အဲ့ဒီဝိပဿိတိအတူတာကိုတရားမင်းကဖမ်းလာတယ်နိုင်လို့ပေါ့ဖမ်းလာပြီးတော့သူ့ကိုနော်ခြေနှစ်ချောင်းလက်နှစ်ချောင်းခေါင်းနော်ဒီ၅ခုကိုတခါတည်းတုံ့နှောင်ထားတယ်လို့ဆိုလေအဲ့ဒီတုံ့နှောင်မှုကနတ်တို့ရဲ့တကိုးနဲ့တုံ့နှောင်တာဆိုတော့ တရားမင်းကမကောင်းဘူးမကောင်းဘူးလို့ဒီလိုစိတ်ရှိလာရင်အဲ့ဒီတုံ့နှောင်ထားတာကြီးကပူပူပြီးတော့တင်း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 သွားတယ်လို့ဆိုတယ်ဟုတ်လားတော်တော်တော့ပညာသားပါတယ်လို့ဆိုရမှာပေါ့နော်တရားမင်းကကောင်းတယ်တကယ်လဲတရားမင်းကကောင်းပါတယ်ကောင်းတယ်လို့အမှန်တိုင်းသိရင်အဲ့ဒါကညော့နေတယ်တိတ်ပြီးတော့ပြဿနာမရှိဘူးအဲ့ဒါလို့တုံ့နှောင်ပြီးတော့တရားမင်းကဘယ်မှာထားတုံဆိုတော့ဒီသူဓမ္မဇေယျရဲ့အပေါ့ဝါမှာသူ့ကိုတုံ့ထားတာပေါ့အဲ့ဒါအဲ့ဒီဝိပစီတိအတူတူနဲ့လုံးဝမကြောက်ဘူး အဲ့ဒါကြားမင်းကဒီတရက်ထဲကိုဝင်ထွက်သွားလာနေတာပဲအပေါင်းဖော်တွေနဲ့လှုပ်ရှားရှိတဲ့လှုပ်ရှားမှန်ရရှိတာတွေကိုရှင်းမှန်မှုဒီဓမ္မယုံနဲ့ကိုသွားလာနေတယ်အဲ့ဒါသွားတိုင်းလာတိုင်းဒီဝိပ္ပစိတ်တိအတူတာကအမြဲတမ်းဆဲတယ်တဲ့ဟုတ်လားအင်မတန်ရုပ်မာတဲ့ညဉ့်ညမ်းတဲ့အတုံးလုံးနဲ့ဆဲတယ်ဒါပေမဲ့ကြားမင်းကဘာမှပြန်မပြောဘူးတဲ့ဒါ तू နိုင်လို့တုတ်ထားတဲ့သူ့ရဲ့အကျဉ်းသားပဲသူ့အကျဉ်းသားကသူ့ကိုပြန်ဆဲတာကို तू ကဘာမှပြန်ပြီးတော့မလုပ်ဘူး သူ့ကိုတုံ့မထားရင်မဖြစ်လို့သာတုံ့ထားတဲ့အနေထားပဲအဲ့လိုဝင်တိုင်းထွက်တိုင်းဆဲနေတော့မပြောတော့ဆိုတော့မတတိကဈာတဲ့ကလည်းမခံနိုင်ဘူးမခံနိုင်တဲ့အခါကျတော့ကြာမင်းကိုမေးတယ်ရှင်ကြာမင်းတဲ့ဒီလိုဆဲနေတာကိုမကြားဘူးလားအဲ့ဒါကိုဘာမှပြန်မပြောဘဲနဲ့သီးခံနေတာဟာကြောက်လို့သီးခံနေတာလားဓမ္မမဟုတ်သူ့ကိုရင်ဆိုင်နေတဲ့အာမရှိလို့သီးခံနေတာလားတဲ့ ဒါမေးလျာရှိတယ်เนาะတချို့ပြန်မလုပ်ဘူးဆိုတာကကြောက်လို့မလုပ်တာရှိတယ်ပြီးတော့သူ့ကိုကိုမရှင်းနိုင်လို့အခုချိန်တော့မရှင်းနိုင်သေးဘူးကြောက်တော့မကြောက်ဘူးဒါပေမဲ့ရှင်းလိုက်ရင်ကိုနာမယ်ဆိုတာကိုသိလို့သိခံနေတာလည်းတချို့ရှိတယ်ဟုတ်လားအခုအဲ့ဒါကိုမေးတာကြောက်လို့သိခံနေတာလားတဲ့ဒါမှမဟုတ်အားမရှိလို့သိခံနေတာလားတဲ့အဲ့လိုမေးတဲ့အခါကျတော့တရားမင်းကငါသူ့ကိုကြောက်လို့သိခံနေတာလည်းမဟုတ်ဘူးသူ့ကိုရှင်ဖို့အတွက်အားမရှိလို့သိခံနေတာလည်းမဟုတ်ဘူး စင်စစ်အားဖြင့်ငါလိုပညာရှိတဲ့လူတယောက်ဟာငါလိုပညာရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာဒီလိုမိုက်မဲတဲ့လူတယောက်နဲ့ရှင်းပြီးတော့ပြောကြရအကြောင်းမရှိဘူးတဲ့ဟောလူဆိုတာဉာဏ်ကြီးလေလေကိုယ့်အဆင့်ကိုကိုယ်နားလေလေလေပါပဲဟုတ်ရလားအေးပညာရှိတဲ့လူတယောက်ဟာမိုက်မဲတဲ့လူတယောက်နဲ့ရှင်းပြီးတော့ပြောကြရအကြောင်းမရှိဘူးတဲ့ဒါကြောင့်မလို့ငါဘာမှမပြောဘူးလို့ပြောတော့အဲ့ဒီလိုပြောတဲ့အခါကျတော့မတ္တလိကဘာပြန်ပြောလို့ဆိုတော့တရားမင်းတဲ့ လူမိုက်တွေဆိုတာတိခဏနေလို့ရှိရင်ရောက်တက်လာတဲ့သဘောရှိတယ်တဲ့ဒါကြောင့်သူတို့ကိုပြင်းပြင်းထန်ထန်ဓာန်ပေးခြင်းအဖြစ်တားမြစ်မှတာနဲ့လူအများစုချမ်းသာရရမယ်ပေါ့ဟုတ်လားသူတို့ကိုမတားမြစ်ဘူးဆိုရင်သူတို့ဟာမိုက်မဲတဲ့အတွက်ကြောင့်အများကြီးအကျိုးမဲ့တွေကိုလုံနိုင်တယ်ဒါကြောင့်တိခဏနေလို့မဖြစ်ဘူးလူမိုက်ဆိုတာဓာန်နဲ့ပဲတန်တယ်လို့ပြောတယ်ယုဒိယစင်သားရင်တော့ပေးသက်ပေါင်းတော်တို့ဒါဟာတော်တော်သဘာဝချတယ်လို့ထင်လျားရှိတယ်နော် ဒါကလည်းပဲလောကအမြင်လောကရှုတော့ကနေကြည့်ပြီးတော့မာတလိကပြောတာဖြစ်မှာပါအဲ့ဒါလိုပြောတဲ့ခါကျတော့ကြာမင်းကဗာပြန်ပြောတော့ဆိုတော့မာတလိတဲ့အေးလူတယောက်အမျက်ထွက်လာပြီတစုံတယောက်အမျက်ထွက်လာပြီဆိုရင်ကိုကပြန်ပြီးတော့အမျက်မထွက်ဘဲနဲ့စိတ်မတူဘဲနဲ့မတုံ့ပြန်ဘဲနဲ့ကိုဘတော်ကိုငြိမ်ငြိမ်ချမ်းချမ်းဖြစ်အောင်တိဆောက်ပြီးတော့နေခြင်းတည်ပင်လေအဲ့ဒါလူမိုက်ကိုအကောင်းဆုံးတားခြင်းလို့ငါထင်နေတယ် တရားမင်းရဲ့စကားကအလွန်လေးနက်တဲ့တကြောင်သူ့ဟာကိုလွယ်လွယ်နဲ့လက်ခံဖို့တော့မလွယ်ဘူးဟုတ်လားလွယ်လွယ်နဲ့လက်ခံဖို့မလွယ်ဘူးဆိုတာကခဲရခဲစစ်စဉ်းစားပြီးတော့ညံပါပါနဲ့စဉ်းစားရင်တော့သူ့ဟာကမှတကယ်ကောင်းတယ်ဆိုတာကိုသိရလိမ့်မယ်ဟုတ်ရလားသူကလက်ခံတယ်ဆိုတာပေးတဲ့ရင် နားလေမှလက်ခံလို့ရတာလက်မခံဘူးဆိုတာကနားမလဲသေးဘူးဆိုတဲ့အဓိပ္ပာယ်လို့ဦးဇင်းထင်တယ်ဟုတ်ရလား အင်းအခုတရားမင်းရဲ့စကားတွေကိုနားလည်မယ်ဆိုရင်တော့လက်မခံနိုင်ကြအကြောင်းမရှိဟုတ်လားအဲ့တော့လူမိုက်ကိုဒံပေးမှလူမိုက်ဟာငြိမ်မယ်လို့မတတိကပြောတာအဲ့တော့တရားမင်းကဘလို့ပြန်ပြောတာတော့သူ့ကိုတီးခံနေခြင်းကိုကပဲသူ့ကိုဒါအကောင်းဆုံးတားဆီးနေတယ်လို့သူကပြန်ပြောတာအဲ့လိုပြောတာကို မတတိကလက်မခံလက်မခံမနဲ့သူကဘာပြောလဲဆိုတော့တရားမင်းနဲ့တီးခံခြင်းမှာကျွန်ုပ်ကတော့အပြစ်တွေပဲမြင်တယ် ။နောက်တိခံရတာကောင်းကိုမကောင်းဘူးလို့မြင်နေတယ်။ဘာဖြစ်လို့လဲဆိုတော့တိခံပြီဆိုလို့ရှိရင်လူမိုက်တွေကရှုံးတဲ့နွားရဲ့နောက်ကိုနိုင်တဲ့နွားတွေကဝိုင်းပြီးတော့လိုက်ကြတယ်လို့အဲ့ဒါအများကြီးလိုက်ပြီးတော့လွှမ်းမိုးကြတယ်အနိုင်ကျင့်ကြတယ်တဲ့။ဒါကြောင့်တိခံတာကောင်းကိုမကောင်းဘူးတဲ့။ gain ပေးတဲ့တော့အဲ့ဒါကိုသဘောကျလား။အဲ့ဒါကမြတ်စွာဘုရားရဲ့အလိုတော်ကြမဟုတ်ဘူးနော်။အဲ့လိုပြောတဲ့အခါကျတော့တရားမင်းကဘာပြောတော့ဆိုတော့မတတိတဲ့ငါ့ကိုကြောက်တယ်လို့ထင်ရင်လည်းထင်တဲ့ เนาะမထင်ញင်လဲနေဘယ်လိုပဲထင်ထင်ထင်ញင်တဲ့အတိုင်းထင်ကြပါစေတကယ်စင်စစ်အားရှိပါလဲနေအားမရှိတဲ့လူကိုတိခန္ဓာဟာအလွန်မှမြတ်တယ်တဲ့ဟုတ်လားအားရှိပါလဲနေအားမရှိတာအားမရှိတဲ့လူကိုတိခန္ဓာရတာအလွန်မှမြတ်တယ်ဘာကြောင့်လို့ဆိုတော့လောကကြီးမှာများသောအားဖြင့်တိခန္ဓာနေကြတာဟာအားမရှိလို့တိခန္ဓာနေကြတာများတယ်တဲ့ဟုတ်လား ငါကတော့သူ့ကိုနိုင်နိုင်နဲ့အစွမ်းရှိပါလဲနဲ့အားရှိပါလဲနဲ့ငါအတိခံနေတယ်ပေါ့တရားမင်းကအဲ့ဒီမှာသူပါဆက်ပြောတော့ဆိုတော့လူမိုက်တည်းရဲ့အားဟာတကယ်အားမဟုတ်ဘူးတဲ့ဟုတ်လားအမြဲသောတာကိုထိမ့်သိမ့်ပြီးတော့တိခံနိုင်ရင်ဆိုတဲ့ခွန်အားကမှတကယ်အားဖြစ်တယ်တဲ့ဟုတ်လားဒီစကားတွေကပေးတဲ့ပေါင်းတော်တော်ကတော့အကျဉ်းတုံးပြောစရာအလွန်ကောင်းတယ်ဗျဟုတ်လား လူမိုက်တို့ရဲ့အားဟာတကယ်အားအစဲမဟုတ်ဘူးတဲ့ဒီခံခြင်းခွန်အားဒီတာနဲ့တကယ်အားဖြစ်သေးတဲ့အဲ့တော့လောကကြီးမှာအမျက်ထွက်လာတဲ့လူတယောက်ကိုကိုယ်ကပြန်ပြီးတော့အမျက်မထွက်ဖဲနဲ့နေတာဟာကို့အတွက်ရောသူ့အတွက်ရောအကောင်းဆုံးဖြစ်အောင်ကျင့်သုံးရရောက်သေးတဲ့ဒါကိုပေးတဲ့ပေါင်းသူတော်ကောင်းတို့နားလေစရာအလွန်ကောင်းပါတယ်ဗျာနော်တစုံတယောက်ကကို့အပေါ်မှာမကောင်းတာကျန်တဲ့အမျက်ထွက်တယ်ကိုကမတုံ့ပြန်မဲနဲ့အမျက်မထွက်ဖဲနဲ့နေမယ်ဆိုလို့ရှိရင် ိုအမြင်မထွက်ဘူးကိုကောင်းကောင်းမွန်မွန်နေတယ်ဆိုတာကိုသူကမသိပဲနေမှာမဟုတ်အဲ့ဒါဒီပင်နဲ့သူ့ကိုထပ်ပြီးတော့အမျက်တွေထွက်မလာဘူးရုံမှမှုတွေဖြစ်မလာဘူးသူ့ကိုရက်ဆိုင်ရာရောက်တယ်သူကအမျက်ထွက်လို့ကိုကအမျက်ထွက်မယ်ဆိုရင်သူကလည်းပြန်ပြီးတော့အမျက်ထွက်ပြီးတော့ဒီဒေါသတန်တရားဒီပြင်းမှမှုတန်တရားဟာဆုံးမှာမဟုတ်ဟုတ်ရလားသူကမကောင်းလို့ကိုကမကောင်းဆိုကိုကမကောင်းတော့သူကပြန်မကောင်းမယ်ဆိုတော့ဒီမကောင်းတန်တရားကြီးဟာလဲနေတော့မှာဟုတ်ရဲ့လား သူကမကောင်းတာဟာသူ့အပိုင်းကဏ္ဍငါကတော့သူ့မကောင်းခြင်းတည်ငါမကောင်းခြင်းရဲ့အကြောင်းတရားမဖြစ်စေရဘူးဆိုတဲ့သဘောနဲ့တို့သူမကောင်းတာကသူမကောင်းတာငါမကောင်းတာလို့ရင်ငါကလည်းမကောင်းတာအတူတူဖြစ်သွားပဲဒါကြောင့်ငါကတော့ကောင်းအောင်ပဲနေမယ်ဆိုပြီးတော့သူမကောင်းတာကိုမကောင်းတာနဲ့မတူဘဲနဲ့မတုံ့ပြန်မဲနဲ့အကောင်းဆုံးအနေထားနဲ့နေနိုင်မယ်ဆိုရင်ဒါမကောင်းတဲ့စက်ကြီးလေဖို့အတွက်ကိုကအာမပေးတော့ဘူး မကောင်းတဲ့စက်ကြီးကိုရက်ဆိုင်ဖို့အတွက်ပြုတ်လို့ရမရောက်ဘူးလားအင်းအဲ့ဒါဒီပဲလေကိုယ့်ရဲ့အကျိုးစီးပွားကိုလည်းကျင့်သုံးရရောက်တယ်သူ့ရဲ့အကျိုးစီးပွားကိုလည်းကျင့်သုံးရရောက်တယ်မတလီတဲ့လောကကြီးမှာအမျက်ထွက်တဲ့လူကိုပြန်ပြီးတော့တုံ့ပြန်အမျက်ထွက်တဲ့လူဟာအဲ့ဒီရှေးအမျက်ထွက်တဲ့လူတွေနောက်ကလိုက်ပြီးတော့အမျက်ထွက်တဲ့လူဟာပို့ပြီးတော့ရုပ်မာတယ်တော့ငါထင်နေတဲ့ဒါကလည်းသူကအကြောင်းရှိတယ်အဲ့လိုပြောရတာဟုတ်လား အမျက်ထွက်တဲ့လူကိုပြန်ပြီးတော့အမျက်ထွက်တာဗါတဲ့လို့ရုံမာတယ်လို့ငါထင်နေတယ်။ဘာကြောင့်လို့ဆိုတော့သူ့မှာအမျက်ထွက်လို့စိတ်ဆင်းရဲကိုဆင်းရဲပူပူလောင်လောင်ဖြစ်နေတာကိုကိုတိပါလဲခင်နဲ့ဒီမကောင်းတဲ့အမျက်ကိုကိုကဆက်ပြီးတော့လက်တင်ခံတာဟာဒါကိုအလွန်မှမိုက်မဲရာရောက်တယ်။ဟုတ်လား။ကို့မှာအကောင်းဆုံးရှေ့ကနေပြီးတော့ဒီတရားဟာဒီလိုဒုက္ခတွေပေးတတ်ပါတယ်လို့ ဘဝနဲ့ရင်းပြီးတော့ကိုယ့်ရှေ့မှာလာပြီးတော့တက်တည်ပြနေတာကြီးရှိပါလေကနဲ့မြင်ပါလေကနဲ့ဟုတ်လားဒီလိုဒေါသမျိုးဒီလိုဒုက္ခပေးတဲ့အရာမျိုးကိုကိုကဆက်ပြီးတော့လက်တင်ခံမယ်ဆိုရင်သူ့ထက်ကိုကပို့ပြီးတော့မိုက်မဲရမရောက်ဘူးလားအေးဒါကိုပြောတာနော်တုံပြံအမျက်ပြန်၍ထွက်မှုရှစ်ထက်နောက်လိုမိုက်တော်ဟူ၏ဆိုတာဟုတ်လားနော်သူမှအမျက်ထွက်လို့ဒေါသတွေဖြစ်လို့ဆင်းရဲနေတာကိုသိပါလေကနဲ့ဟုတ်လားဒီလိုဒေါသမျိုးသူ့လန်းစင်ကြီးကိုပဲကိုကဆက်ပြီးတော့လိုက်မယ်ဆိုရင် ကိုကမိုက်ရမယ်ဟုတ်လားရောက်တယ်အဲ့ဒီမှာသူကဘာဆက်ပြောတော့ဆိုတော့သူအမြင်ထွက်တာကိုကိုကအမြင်မထွက်ဘဲနဲ့တီးခတ်နိုင်မယ်ဆိုရင်တော့သင်္ကာမေဇိတိဒုစရအလွန်တရာအောင်နိုင်ခဲ့တဲ့စစ်ပွဲတွေကိုအောင်နေလို့ဆိုရမင်းတဲ့ဟုတ်လားပေးတဲ့ပေါင်းတော်ကောင်တို့စစ်ပွဲဆိုတာအောင်ဖို့မလွယ်ပါဘူးဟုတ်လားတစ်ဖက်ကလည်းတိုက်ခိုက်နေတာပဲနိဟုတ်လားအေးအဲ့ဒါလို့ဆိုရင်အောင်နိုင်ခဲ့တဲ့တိုက်ပွဲကိုအောင်နေဆိုတာဘာလဲ နော်ဒိခံနိုင်ခဲ့တဲ့အရာကိုဒိခံလိုက်နိုင်တာဟာအောင်နိုင်ခဲ့တဲ့တိုက်ပွဲကိုအောင်တာပဲဟုတ်ရဲ့လားဒါကြောင့်ပြည့်တဲ့ဘောင်းတော်ကောင်းတို့ကြာမင်းကဗာလိတောင်ဆက်ပြောထားလေးတော်ဆိုတော့နော်အဲ့ဒါလိုဒိခံတဲ့ပုဂ္ဂိုလ်ကမိမိအတွေ့ရောသူတော်ဘာအတွေ့ရောအကောင်းဆုံးဖြစ်အောင်ကျင့်သုံးနေတာကိုပဲမိုက်မဲတဲ့လူတွေကဒီဒိခံတဲ့လူကိုအလကားပါဒီလူဟာလူအပါလူမိုက်ပါလို့အပြစ်တင်ကြသေးတယ်တဲ့ဟုတ်ရဲ့လားဒါကြောင့်ပြည့်တော်ကောင်းသူတော်ကောင်းတို့ တိခဏ်ညတရားဆိုတာကတကယ်တမ်းလေးလေးနက်နက်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်အလွန်မှမြင့်မြတ်တဲ့တရားဖြစ်တယ်။ဟုတ်ရဲ့လား။အလွန်မှမြင့်မြတ်တဲ့တရားဖြစ်တယ်။ဒါကြောင့်သူတော်ကောင်းကြီးတွေကနော်စေကဘုံလေးတစ်ခုရှိတယ်မို့လား။တင်းကြီးခံနိဗ္ဗာန်ရောက်ဟုတ်လား။အဲ့ဒါတကယ်နိဗ္ဗာန်ရောက်မယ်တင်းကြီးခံနိုင်လို့ရှိရင်ဘာပဲဖြစ်ဖြစ်တင်းကြီးခံနိုင်ရင်တကယ်နိဗ္ဗာန်ရောက်မယ်။တိလားတမာတိပညာနာခန္တီပရဏကာရဏ နော်ကောင်းပေးဆိုတဲ့သီလတမာတိပညာသူတော်ကောင်းတရားတွေဟာတိခဏ်ဉျင်းကို အခြေခံပြီးတော့မှအကြောင်းပြုပြီးတော့မှဖြစ်နိုင်တာတဲ့ဟုတ်လားတိခဏ်ဉျင်းဆိုတဲ့ပရဏအကြောင်းတရားမရှိဘူးဆိုရင်သီလလည်းမဖြစ်နိုင်ဘူးတမာတိလည်းမဖြစ်နိုင်ဘူးပညာလည်းမဖြစ်နိုင်ဘူးအဲ့ဒီလောက်ထိတောင်ပေးတဲ့ဘောင်တော်ကောင်းတို့သဘောပေါက်ဖို့လိုရင်နော်အေးဒါကြောင့်တိခဏ်ဉျင်းအကျင့်တရားကိုတတ်နိုင်တယ်များကျင့်သုံးဖို့လိုတယ်ဒါနဲ့ဘာတွေကိုတပြည့်တို့တိခဏ်ရမှာတော့ဘဝမှာဘာတွေကိုတိခဏ်ရမှာတော့အချင်းချုပ်ကလေးပြောမယ်ဗျာ တီတတအုံနတအေးကိုတီးခံရမယ်အပူကိုတီးခံရမယ်တိခန္ဓာကိုကြီးဟာဒီရာသီဥတုအပူအေးကိုဘယ်လိုမှရှောင်လို့မရဘူး။ဟုတ်လားအေးလို့သာစိတ်တုံမဲ့ပူလို့သာစိတ်တုံမဲ့ဆိုလို့ရှိရင်ကိုဟာရင့်ကျက်ရမရောက်တော့ဘူး။ဟုတ်တယ်မဟုတ်လား။ဉာဏ်ကြီးရမရောက်တော့ဘူး။ကိုကစိတ်တုံလို့လည်းပဲအေးဓာကြီးကပူမသွားသလိုပူဓာကြီးကလည်းအေးသွားမှာမဟုတ်ဘူး။ဟုတ်ရဲ့လား။အဲ့ဒီတော့တိခန့်ခြင်းအာဖြင့်သာလျင်ကိုဟာနားလေတဲ့လူရင့်ကျက်တဲ့လူအသိဉာဏ်ရှိတဲ့လူလို့ဆိုရမရောက်ဘူးလား။ ရောက်တယ်။ဒါကြောင့်အပူကိုတိခါရမယ်အေးကိုတိခါရမယ်။နောက်ပြီးတော့ရိခိဆာယပိပာတာယဆာလောင်မှုသိခြင်းကိုတိခါရမယ်။ဟောခန္ဓာကိုယ်ကပေးလာတဲ့ပြဿနာပါ။ဆာလောင်မှုသိတယ်ဆိုတာပေးတဲ့ဘောက်တော်လို့ရှောင်လို့မရဘူးနော်။ရှင်သန်နေတယ်ဆိုတာကအာဟာရတည်းတွေကိုကုန်ခန်းစေခြင်းလောင်ကျွမ်းစေခြင်းဖြင့်ရှင်သန်ရတာကိုအဲ့ဒီလိုအာဟာရကိုအမြဲတမ်းထည့်ပေးရမယ်ပေါ့။ဟုတ်ရဲ့လား။ ဒါကိုစားလောင်လာလို့မှုတ်သိလာလို့ကိုဟာတီးမခံနိုင်ဘူးဒေါသဖြစ်မယ်ဆိုရင်မိုင်မဲရန်ရောက်မယ်ပေါ့ဟုတ်လားပြီးနောက်ပြီးတော့ဒံတမကတဝါဒတပတ္တိတပတ္တံဖတ်တာနာမဲ့ချင်းရင်လေနေပူမွေကင်းတန်းတို့ရဲ့အတွေ့ကိုတီးခံရမယ်တဲ့ဟုတ်လားလေပူတိုက်လာတဲ့နေတွေပူလာတဲ့ချင်းတွေချိုးတွေတန်းတွေပိုးကောင်မွားကောင်တွေရှိတယ်ဟုတ်လားဒါဒီကိုလူ့ဘဝကြီးမှာရှောင်လွဲလို့မင်းရအဲ့ဒါကိုမလုပ်ရမလို့တေးခံရပဲနောက်ပြီးတော့ဦးဇင်းတို့ ဒုရုဒ္ဒနံဒုရာကဒနံဝဆနပဋ္ဌာနံပဝန်းကျင်ကကိုယ်အကြောင်းမကောင်းပြောလာတဲ့အတန်တွေကိုလည်းပဲသိခံနိုင်ရပေတဲ့ဘလုံးမလက်တွေ့ကြတဲ့ဟောပြောချက်တွေနော်ဒီကိစ္စမှကြီးများဟုတ်ရလားပဝန်းကျင်ကကိုယ်ကိုမကောင်းပြောလာတဲ့စကားအတန်တွေကိုဟာရှောင်လို့မရဘူးကိုယ်လည်းပဲသူများအကြောင်းပြောချင်ရင်ပြောသလိုသူများကလည်းကိုယ်အကြောင်းပြောချင်ရင်ပြောမှာပဲဟုတ်လားသူများပါဇက်ပေါက်ကိုလိုက်ပိတ်လို့ဖြစ်တဲ့ကိစ္စမဟုတ်ဘူး ဲ့တော့တွေ့ကြုံလာတဲ့အဲ့ဒီအခြေအနေကိုတိခန့်ခြင်းအားဖြင့်သာလျှင်ဥမာချမ်းသာအောင်ကြိုးစားအထောက်ကျရမှာဟုတ်ရဲ့လားဒီနောက်ပြီးတော့ဘာကိုတိခန့်ရမှာတော့ဆိုတော့ဒီခန္ဓာကိုယ်ကဖြစ်ပေါ်လာတဲ့ဥပ္ပန္နနဲ့တရီတိကန္နဝေဒနာနဲ့တိဋ္ဌာန်ခရဏံကတုကန္နအတ္တဒါနအမနာပါနာပါဏဟရဏအဓိဝါဒကဇာတိကိုဟောတိတဲ့ဒီခန္ဓာကိုယ်ကြီးကဖြစ်ပေါ်လာမယ့်အလွန်မှပြင်းထန်တဲ့ခါးသီးတဲ့ပူလောင်တဲ့နော်ယောဂါတို့ကြောင့်ဖြစ်လာတဲ့ ဆင်းရဲတဲ့ဒုက္ခဝေဒနာတွေဆိုတာတစ်ချိန်မှာတွေ့ရလိမ့်မယ်ကြုံရလိမ့်မယ်ဟုတ်ရလားပါဏဟရဏအသက်ကိုတောင်နှုတ်ယူသွားနိုင်သည့်အထိပြင်းထန်ဆိုးရတဲ့ဒုက္ခတွေကိုဒကာမတို့ဦးဇင်းတို့ရဲ့ခန္ဓာကိုယ်ကြီးကတနေ့မှပေးလာပါဟုတ်လားပြလာပါအဲ့ဒီအချိန်မှာမလုပ်နိုင်အောင်ကြိုးစားရမလို့ဒီခံနိုင်အောင်ကြိုးစားရမယ်အဒီခန္ဓာကိုယ်ကြီးကပဲဆင်းရဲဒုက္ခကြီးလာပါပြီဆိုတာကိုပဲဖြစ်စေအောင်ပါဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ပေးတဲ့ဘောတော်တော်တို့ မြတ်စွာဘုရားကတော့ဒေသနာတော်အသီးသီးမှာအဲ့ဒီအချက်မြင့်အဖြစ်အချက်၅ချက်ကိုတည်ခံရမယ်လို့ဟောထားတယ်နော်အပူရင်းကိုတည်ခံရမယ်ဆာလမုတ်တိချင်းကိုတည်ခံရမယ်ဘိုးကောင်မွားကောင်လေးဘူးနေဘူးတို့ရတံကိုတည်ခံရမယ်နော်ဘဝင်းကျင်ကပြောလာဆိုးလာတာတွေကိုတည်ခံရမယ်ခန္ဓာကိုယ်ကအမျိုးမျိုးဖြစ်လာတဲ့အဆင်မပြေမှုတွေကိုတည်ခံရမယ်အဲ့ဒါလို့ဘာတွေပဲတွေ့လာလားအဆင်မပြေမှုမှန်တယ်များကိုဒေါသမဖြစ်စေဘဲနဲ့ ကြီးကြီးသားသားနားလည်မှုအပြည့်နဲ့သိခံနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒါအလွန်မှကြီးမြတ်တဲ့မင်္ဂလာရှိတယ်လို့ဆိုရမယ်ဟုတ်ရဲ့လားဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့သိခံနိုင်ရင်မင်္ဂလာရှိတယ်